ဒီကနေ့ဇွန်လ6ရက်တောက်ကြနေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ဘင်္ဂလားပင်လယ်အော်အနောက်အလဲပိုင်းမှာဇွန်လ17ရက်နေ့ကနေစတင်ပြီးအထက်လေပွေလိုင်းတစ်ခုဖြစ်ပေါ်ကပုံမောအာကောင်လာနိုင်ပြီးလေပြင်းနှင်းရေဝန်အဆင့်အထိရောက်ရှိလာနိုင်ပါတယ်။အဲ့ဒီလေပြင်းနှင်းရေဝန်ဟာဇွန်လ15ရက်နေ့မှာတော့ဆက်ကလုံးမုန်တိုင်းဖြစ်ပေါ်နိုင်ခြင်း60ရာခိုင်နှုန်းရှိတယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ဒါကြောင့် ဇွန်လ12ရက်နေ့ကနေစတင်ကမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေနဲ့ရခိုင်ကဲဝရဲတွေအပါအဝင်မွန်ပြည်၊ကရင်ပြည်၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းနဲ့တရနာရီတိုင်းတွေမှာမိုးရွာသွန်းမှုပိုလာနိုင်မယ်လို့သိရပါတယ်။ဒီကနေ့ညနေအထိကရနီကရပြည်၊ကရင်ပြည်၊ချင်းပြည်၊ရှမ်းပြည်မြောက်ပိုင်းနေပြည်တော်မန္တလေးတိုင်း၊ပဲခူးတိုင်းနဲ့စကိုင်းတိုင်းတို့မှာနေရာကျကျနဲ့ကျန်ပြည်နယ်နဲ့တိုင်းတွေမှာနေရာစစ်စစ်မုန်ထချုံရွာနိုင်ပြီးရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားအသင်းအင့်ရှိနေပါမယ်။မြန်မာပင်လယ်ပြင်မှာတော့လှိုင်းအသင်းအင့်ရှိမှာဖြစ်ပြီးလှိုင်းမြန်မာ6ဘေးကနေ10ဘေးကန်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွင်းကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာမုတ်တုံလေအားအသင်းအင့်ကနေအားကောင်းနေပါမယ်ရှင်။